မင်္ဂလာပါရှင်မိုတာမီတာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အမေရိကန်အစိုးရနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကမြန်မာအရေးမှာပါဝင်ဆက်နွယ်တာပဲရှိနေတယ်လို့အိန္ဒိယအခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်ဒီဥတ္တန်ဖိုင်နယ်မှာတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့အမေရိကန်အစိုးရတို့ဟာချင်းလက်နက်ကန်အဖွဲ့ CNF နဲ့ရခိုင်လက်နက်ကန်အဖွဲ့ AA အပါဝင်မြန်မာနိုင်ငံရှိလက်နက်ကန်အဖွဲ့တွေကိုဘယ်လိုမျိုးကူညီထောက်ပံ့ပေးနေကြလဲဆိုတာကိုပြောပြပေးသမှာဖြစ်ပါတယ်ဒီစီဇန်လေးမစတဲ့ခင်မှာတော့ မိုတောင်းမီဒီယာ channel ကို subscribe နဲ့အရင် share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးဘင်္ဂလားဒေ့ရှ်စစ်တပ်ကတရင်တပ်ဖွဲ့၃ခုဟာချင်းလက်နက်ကိုင်အဖွဲ့ CNF နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့ AA အပါအဝင်မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့တွေကိုတည်ယူပို့ဆောင်ရေးပိုင်းအပြင်တခြားလိုအပ်တဲ့အရာတွေကိုကူညီထောက်ပံ့ပေးမှုတွေမှာပါဝင်ဆက်နွယ်ရှိရဲဆိုပြီးတော့အိန္ဒိယအခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်နဲ့တခြားနေရာဒေသတွေမှာနာဆာကအစိုးရကိုစန့်ကျင်မဲ့အမေရိကန်အစိုးရရဲ့ကျယ်ပြန့်တဲ့အစီအစဉ်အစိပ်ပိုင်းအရာဘင်္ဂလားဒေ့ရှ်စစ်တပ်ကပါဝင်ဆက်နွယ်နေရာမျိုးဖြစ်တယ်လို့သိရပါတယ်။အိန္ဒိယခြေစိုက်သတင်းဌာနကနာဆာကကိုစန့်ကျင်မဲ့အမေရိကန်အစိုးရရဲ့ကျယ်ပြန့်တဲ့အစီအစဉ်အစိပ်ပိုင်းတွေတဲမှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကအ ਨੇ ဆုံးတရင်တပ်ဖွဲ့၃ခုပါဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတရင်တပ်ဖွဲ့၃ခုဟာရခိုင်နယ်က အဖွဲ့ AA အပါအဝင် တခြားလက်နက်ကအဖွဲ့တွေကိုကိုညီထောက်ပံ့ပေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့အစည်းအတန်းအရာရှိတအူရဲ့ပြောဆိုချက်တွေကိုကိုးကားပြီးတော့အိန္ဒိယအခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအမတ်30အမတ်18နဲ့အမတ်24တိုင်းရင်တပ်ဖွဲ့တွေဟာနာဆာကအစိုးရကိုစန့်ကျင်တဲ့အမေရိကန်အစိုးရရဲ့အစီအစဉ်တွေရဲ့မှာအစိပ်ပိုင်းဖြစ်ပါဝင်ခဲ့ပေမယ့်အဲ့ဒီတိုင်းရင်တပ်ဖွဲ့တွေဟာရခိုင်နယ်ကအဖွဲ့အပြင်တခြားမြန်မာလက်နက်ကအဖွဲ့တွေကို စစ်ရေးနီးလန်းနဲ့တိုက်ရိုက်ကူညီပေးတာမျိုးတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတရင်တပ်ဖွဲ့၃ခုဟာရခိုင်ပြည်နယ်ရှိတနက်ကန်အဖွဲ့တွေကိုတပ်ယူပို့ဆောင်ရေးနဲ့တခြားလိုအပ်တဲ့အထောက်ပံ့တွေကူညီထောက်ပံ့ပေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့အခြေတန်းအရာရှိတို့ရဲ့ပြောဆိုချက်ကိုကိုကားပြီးအိန္ဒိယခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကမြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသဖြစ်တဲ့ Tafnet ဒေသမှာ ကြီးမားတဲ့စီရေအစာအုပ်တိစားပြီး NASA ကအစိုးရကိုစန့်ကျင်မဲ့ American အစိုးရဂျော့တော့နောက်ခံပြုထားတဲ့ဂျာဂန်စစ်ပွဲမှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကရခိုင်လက်နက်ကအဖွဲ့အပြင်တခြားလက်နက်ကအဖွဲ့တွေကိုတရုတ်ပို့ဆောင်ရင်းနဲ့တခြားလိုအပ်တဲ့အရာတွေကိုတွန်းအားပေးကူညီထောက်ပံ့ပေးနိုင်အောင်ဖန်တီးလောက်ကင်ခဲ့တယ်လို့သိရပါတယ်။ American အစိုးရရဲ့ NASA ကကိုစန့်ကျင်မဲ့အစီအစဉ်အစိတ်ပိုင်းအရာဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာဒေတာရှိ လေစိတ်ကိုလည်းတိုးချဲ့ခဲ့သလိုရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်အတေကအခန်းကန်တာက ပါဝင်လာပွဲရှိရင်တူရကီနိုင်ငံတုံးမောင်းသူမဲ့လေရင်တွေကိုစီမံခန့်ခွဲလေးကျင့်မောင်းနေနိုင်အောင်အတွက်ဒရုန်းအခြေစိုက်စကန်တွေကိုလည်းတည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်နိုင်ငံဂျိုင်းဝန်ကြီးဌာနကအတေကတာဝန်ရှိသူတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိလာပြီးနောက်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကချန်လနက်ကအဖွဲ့ CNF နဲ့ က်ခါလနဲ့ကိုင်အဖွဲ AA အဖွဲရဲ့ကိုယ်စားလှယ်တွေနဲ့တွဲဆောင်ဆွေးနွေးနိုင်အောင်စီစဉ်ဆောင်ရွက်တာတွေရှိခဲ့တယ်လို့အိန္ဒိယအခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။ဆင်လနဲ့ကိုင်အဖွဲနဲ့ရက်ခါလနဲ့ကိုင်အဖွဲကိုယ်စားလှယ်တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဘေကင်းလုံခြုံတဲ့နေရာမှာရှိနေပြီးတော့၎င်းတို့ဟာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံယာယီတာဝန်ခံဆူဆန်စတီဗင်ဆန်အပြင်အရှေ့အာရှဆိုင်ရာအမေရိကန်အစိုးရတာဝန်ရှိသူတအို အမေရိကန်အစိုးရရဲ့အာရှတိုက်တောင်ပိုင်းနဲ့အလဲပိုင်းဒေသဆိုင်ရာတောင်ဝင်ရှိသူတအူရိုနဲ့တွဲဆောင်ဆွေးနွေးပွဲရှိနေပါတယ်။ NASA ကောစန့်ကျင်မဲ့အမေရိကန်အစိုးရရဲ့ကြေပြတ်မဲ့အစီအစဉ်တွေရဲ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကအဒီကစိတ်ပိုင်းဖြစ်ပါဝင်နေရလို့အိန္ဒိယသတင်းဌာနကသတင်းထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတပ်နဲ့ဒေသအနေတိစောက်ထားတဲ့အဆောက်အဟာဂျိတ်ခါလို့လူကိုသိစီတတ်တဲ့အရာအလုံးမဟုတ်တဲ့အရာတွေကို ကိုညီထောက်ပံ့ပေးဝယ်ရှိနေပါတယ်။တခြားတစ်ဖက်မှာဘင်္ဂလားဒေ့ရှ်အင်ဆောင်အစိုးရအဖွဲ့ဟာခါလီလာရာမန်ကိုဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အမျိုးသားလုံခြုံရေးအကြံပေးအရာရှိအသစ်ဖြစ်ခန့်အပ်ခဲ့ပြီးနာဆာကောက်ကိုစန့်ကျင်ပြီးအမေရိကန်အစိုးရရဲ့မဟာဗျူဟာကျရဲ့အစီအစဉ်တွေကိုကိုညီပေးနိုင်အောင်စီစဉ်လာခဲ့တယ်လို့ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အမျိုးသားလုံခြုံရေးအကြံပေးအရာရှိအသစ်ဖြစ်တဲ့ရာမန်ဟာအခုညီပေးရေးစင်းကြံလန်းကိုအသုံးပြုနိုင်အောင် အတေကလုံဆောင်ပွဲရှိရလို့အိန္ဒိယခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။ရက္ခပြည်နယ်အတွင်းရက္ခလင်းနယ်ကအခွေရဲ့စီးရဲအောင်မြင်မှုတွေရှိလာခဲ့ပြီးနောက်အကူအညီပေးရေးစင်ကြလန်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကိုရောက်ရှိနေတဲ့ဘင်္ဂါလီရှစ်တောင်းကျော်ကိုဘူတီတောင်မောင်တော်မြို့ကို ပြန်ပို့နိုင်မဲ့လမ်းကြောင်းအဖြစ်အသုံးပြုလာဝယ်ရှိနေပါတယ်။ဝန်ကြီးချုပ်ယွန်းနိုဦးဆောင်တဲ့ဘင်္ဂလားဒေ့ရှ်အိမ်ဆောင်အစိုးရဖွဲ့ဟာရက္ခလင်းနယ်ကအခွေကစီးရဲအောင်မြင်မှုတွေရရှိလာချိန်မှာဘင်္ဂါလီရှစ်တောင်းကို ရခိုင်ပြည်နယ်ကိုပြန်လည်ပို့ဆောင်နိုင်အောင်စည်ရင်းပြုစုတာပဲလှုံ့ဆော်နေရလို့သတင်းတွေထွက်ပေါ်နေပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကရခိုင်လက်နက်ကိုင်အဖွဲ့ AA ကိုစည်ရင်းနီလန်းနဲ့စန့်ကျင်တိုက်ခိုက်နေတဲ့အာဇာအဖွဲ့ကိုလည်းစီးရုံးနိုင်အောင်ကြိုးပမ်းခဲ့ပေမဲ့ပြီးခဲ့တဲ့မတ်လအတွင်းမှာပဲဘင်္ဂလားဒေ့ရှ်အနာပိုင်တွေဟာအာဇာအဖွဲ့ကောင်းဆောင်အတူလာနဲ့တခြားကောင်းဆောင်ကိုကိုဒါကာမြို့အနီးမှာလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာအာဇာအဖွဲ့ကို နာဆာကကိုစန့်ကျင်မဲ့ကျယ်ပြန့်တဲ့မဟာမိတ်အစည်းအဝေးတွေရဲ့မှာပူးပေါင်းပါဝင်ဖို့လက်ခံယုံကြည်အောင်စီယုံကြိုးပမ်းတာမျိုးတွေရှိခဲ့ပူတယ်လို့အိန္ဒိယခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။နာဆာကအဆိုအရကိုစန့်ကျင်မဲ့ကျယ်ပြန့်တဲ့အတူတကွာမဟာမိတ်ဖွဲ့စည်းဆွေးနွေးမှုတွေမှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကအကြီးတန်းအရာရှိတွေတဲ့ပါဝင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဆွေးနွေးမှု အစီအစဉ်တွေရဲ့မှာဘင်္ဂလားဒေ့ရှ်စစ်စင်ရေးညွှန်ကြားမှုဌာနကအရာရှိတွေပါဝင်ခဲ့တယ်လို့ အိန္ဒိယခြေစိုက်သတင်းဌာနကဖော်ပြထားပါတယ်။ American စစ်တပ်ရဲ့ Pacific Data စစ်ဘက်ရေးရာအဖွဲ့ဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဘိုဝဲဟာပြီးခဲ့တဲ့မတ်လအတွင်းမှာပဲဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးစာမန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအခြေအနေတွေသိသာလာခဲ့ရဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း American အစိုးရဟာမြန်မာအရေးမှာတိုက်ရိုက်သို့မဟုတ်တွယ်ဝိုက်ပြီးတော့ ပါဝင်ဆောက်ဖက်ဖို့ဂျိုးပန်းတာပဲရှိခဲ့တယ်လို့အစောပိုင်းတည်းကသတင်းတွေထွက်ပေါ်ခဲ့ပူပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်းရာထူးကဖြုတ်ချခံရတဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကမြန်မာနိုင်ငံပိုင်နယ်နဲ့ဘင်္ဂလားဒေ့ရှ်ပိုင်နယ်တွေကိုအသုံးပြုပြီးတော့အရှိတီမောနိုင်ငံလို့ခရီးယားနိုင်ငံငယ်တစ်ခုတီထောင်ဖန်တီးဖို့နိုင်ငံတကာနိုင်ငံကဂျိုးပန်းနေရလို့ပြောဆိုခဲ့ပူပါတယ်။ရှိတ်ဟာစီနာဟာနိုင်ငံတကာနိုင်ငံကဂျိုးပန်းနေရလို့သာထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ နိုင်ငံအတိအကျကိုထုတ်ပေါ်ပြောဆိုတာမျိုးမရှိခဲ့ပေမယ့်အဲ့ဒီကမ်းလှမ်းခဲ့တဲ့နိုင်ငံကအမေရိကန်နိုင်ငံဖြစ်ဖွယ်ရှိရလို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပူပါတယ်။ရှေ့ဟာစီနာကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရွေးကောက်ပွဲမကျင်းပခင်နိုင်ငံကြီးတနိုင်ငံဟာဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်၎င်းတို့အတွက်လေတက်အခြေစိုက်စခန်းတည်ဆောက်ဖို့အစိုးပြုကမ်းလှမ်းခဲ့ပြီးအဲ့ဒီလေတက်အခြေစိုက်စခန်းတည်ဆောက်ခွင့်ပေးမယ်ဆိုရင်ရွေးကောက်ပွဲမှာရှေ့ဟာစီနာကိုဝန်ကြီးချုပ်ဖြစ်ပြန်လည်ရွေးချယ်ခင်ရအောင် ကိုညိပေးမယ်လို့ကန့်လန့်ခဲ့ပူတယ်လို့ပြောဆိုခဲ့ပူပါတယ်။ရှိယာစီနာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းလေတဲအခြေစိုက်စကန်တိဆောင်းမဲ့အစီအစဉ်အပြင်တခြားတောင်းဆိုချက်တွေကိုညှင်းဆန်ပယ်ချခဲ့ပြီးနောက်လာအနေငယ်အကြမှာပဲဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့တက္ကသိုလ်ကျောင်းသားတွေရဲ့ဦးဆောင်တဲ့စန္ဒပြပွဲတွေကြောင့်ယာရုကနှုတ်ထွက်ခဲ့ရကအိန္ဒိယနိုင်ငံမှာပြည်ပြဖြစ်နေထိုင်နေရတယ်လို့သိရပါဗျ။ရှိယာစင်နာကဘင်္ဂလားပင်လယ်အော်မှာစစ်ထေဆိုင်စခန်းနဲ့အတူ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နယ်တွေကိုပူးပေါင်းပြီးအရှေ့တီမောလိုမျိုးခရီးယာန်နိုင်ငံတခုတည်ထောင်ဖို့လှုပ်လှမ်းနေတဲ့နိုင်ငံတွေရှိနေတယ်ဆိုပြီးတော့ပြောပါတယ်။ရှေ့ရာစီနာဦးဆောင်တဲ့အစိုးရဘွယ်ဟာတက္ကသိုလ်ကျောင်းသားတွေရဲ့စံတားပြမှုတွေကြောင့်ပြုတ်ကျခဲ့ပြီးနောက်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ယူနိုဦးဆောင်တဲ့အိမ်ဆောင်အစိုးရအဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလက်ရှိအချိန်မှာယာယီအုပ်ချုပ်နေရလို့သိရပါဗင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့လေတပ်အရာရှိတွေတဝဖြစ်တဲ့အမေခန်ကလည်း American အစိုးရဟာ NUG နဲ့ PDF အဖွဲ့တွေအပါအဝင်အစိုးရကိုစန့်ကျင်ရဲ့လက်နက်ကအဖွဲ့တွေကိုကိုယ်ညီထောက်ပံ့ပေးမှုတွေကတစိမ့်တောင်အားရှဒေသမှာလမ်းကြောင်းတွေဖွင့်လှစ်ဖို့ကြိုးပမ်းနေရလို့စပိုနစ်အိန္ဒိယသတင်းဌာနကိုပြောဆိုခဲ့ပူပါတယ်။အာမေခန်ကမြန်မာနိုင်ငံရှိကူကီချင်းလက်နက်ကအဖွဲ့တွေဟာခရီးရန်တွေများတဲ့အတွက်အဲ့ဒီကူကီချင်းတွေဟာနိုင်ငံသားအဖွဲ့အစည်းတွေရဲ့ချက်လက်မှုတွေကိုခံနိုင်ရရှိပုံရှာတယ်။ကူကီချင်းလက်နက်ကအဖွဲ့တွေဟာ လက်ရှိအချိန်မှာမြန်မာအစိုးရကိုလက်နက်ကင်စန့်ကျင်တွေရဲ့အဖွဲ့တွေတဲမှာပါဝင်နေရင်ကိုကီချင်းတွေကိုကိုနီထောက်ပံ့ပေးမဲ့အမေရိကန်အစိုးရရဲ့အစီအစဉ်တွေဟာမြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပြင်မနီပူရပြည်နယ်လိုမျိုးအရှေ့မြောက်ပြည်နယ်မှာတိုင်းသားလူမျိုးအများပြားရှိနေတဲ့အိန္ဒိယနိုင်ငံကိုလည်းလုံခြုံရေးအရာစောင့်ကြည့်အကောင့်ထဲပေါ်လာမျိုးလုံဆောင်နိုင်စွမ်းရှိလာနိုင်တယ်ဆိုပြီးတော့ပြောပါရရှင်